အဆင်ပြေပါတယ်ဒါသူဒီဟာကြိုက်လဲအဆင်ပြေလို့ကြိုက်လဲအဆင်ပြေတယ်နှစ်ခုလုံးအဆင်ပြေတယ်ကျွန်တော်ပြေပါတော့ပြေပါမယ်နော်ကိုနေတူလိုက်တော့နိုင်လဲကောင်းတာပေါ့နော်ကျွန်တော်စီးနေတဲ့ဖက်နဲ့ပဲကျွန်တော်ထည့်ရလိုက်တာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ပြီးတော့အဲတချို့တော့အချက်လေးတော့တတ်ဆိုင်မှုရှိပါတယ် she is more beautiful and after she drink beer နင်မှာကမ္မလေးရှိတယ် ဆက်ထားပြသသူပါလောက်လာတဲ့မှာအမလက်ထက်တော့လေကျွန်တော်ဒီကားလေးကိုကျွန်တော်လာကန်းလန်းတဲ့အချိန်တုန်းကလည်းဇလန်းလေးဖက်ကြည့်အချိန်မှာဟိုကြိုက်တယ်ပေါ့နော်သဘောကျတယ်ပို့ဘဘနဲ့လူငယ် vibe လေးလည်းဖြစ်တယ်အရေးကြီးတဲ့အချိန်တုန်းကလည်းသဘောကျပါတယ်အခုပရိသတ်တယောက်အနေနဲ့ပြန်လဲချီရှုတဲ့အချိန်မှာလည်းအပို့ဘဘလေးနဲ့သဘောကျပါတော့သဘောကျပါတယ်ဟိုဒီကားလေးကြည့်တဲ့အချိန်မှာလို့ပို့ဘဘလေးဖြစ်တယ်ပြီးတော့ကျွန်တော်အဲ့လိုလူငယ် vibe လေးကိုပြန်ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ သဘောကြပါတယ်ဖင်တိုင်းလိုလိုသဘောကြပါတယ်ကြိုက်ပါတယ်ဟိုကျွန်တော်ကုတိုင်လဲတချင်းကြိုက်တဲ့သူဆိုတော့လေပြီးတော့ငငယ်တော့ကရုပ်ရှင်တွေကြည့်လို့ရှင်လဲအဲ့လိုတျုပ်ဆောင်တွေကအဲ့လိုမျိုးဒီဇလန်းအတွက်ဖန်တီးထားတဲ့တချင်းတွေမှာကုတိုင်ဆိုပြီးတော့အတျုပ်ဆောင်တာလေးကိုကျွန်တော်ငငယ်တော့ကကြည့်ဘူးတယ်ပေါ့နော်အဲ့တုန်းကလဲအဲ့လိုဆန်တာလေးကျွန်တော်ရှိခဲ့ဘူးတယ်အခုဒီကမှာအဲ့လိုမျိုးလေးအာလောက်ခွင့်ရတော့လဲတကယ်ဝမ်းသာပါတယ်အားလုံးလည်းကျေးဇူးများတယ်ထင်ပါတယ်ကိုမိုးကြီးကတော့ပြောတယ်မင်းမကတကယ်အဆိုးကောင်းတဲ့လူပဲဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်ကိုမိုးကြီး ဟုတ်အဲအဲ့လိုကြီးအဲ့လိုကြီးဆိုလည်းမဟုတ်ပါဘူးဟိုအရင်တော့အဲအားဆိုင်တဲ့အပိုင်းတော့မရှိပါဘူးဒီသချင်းလေးပုံစံလေးတဲ့အင်ဒီပုံစံလေးလည်းဖြစ်တယ်ကျွန်တော်နားထောင်ဘူးတဲ့အမျိုးအစားလေးလည်းဖြစ်တယ်အဲပြီးတီးအကူပြီးတော့ writer ပြီးတော့အတန်သွင်းတဲ့အကူတွေနဲ့တိုင်ပင်ပြီးတော့သူတို့လိုချင်တဲ့ပုံစံလေးကိုဆိုချင်တဲ့ပုံစံလေးကိုတိုင်ပင်နေပဲလုပ်ခဲ့တာပေါ့အဲ36လမ်းမှာတော့ကျွန်တော်အမှတ်တရတွေတော့အဲ့လိုတော့မရှိပါဘူးကျွန်တော်နေတဲ့နေရာနဲ့တအားဝေးတာပေါ့အဲဒါမဲ့ကျွန်တော်အဲ့လိုဘူထရောင်ဘက်မှာတော့တငယ်ချင်းအိမ်နေရှိတော့အဲသူတို့ အိမ်မှာလို့တလားနှစ်လားလောက်နေပြီးတော့အဘူထောင်မှာပဲအဲ့လိုသွားလာစားတော့အဲ့လိုမျိုးလေးအမှတ်တရလေးတော့ရှိတာပေါ့တကယ်ချင်းတချို့တော့အချက်လေးတော့အဲပြန်ကြည့်တဲ့အချိန်မှာပေါ့နော်တူမယ်လို့ထင်တယ်ကျွန်တော် offer ဆိုကျွန်တော်ခဏဆိုလို့ရှိရင်လည်း offer အရင်ကြိုက်တယ်ဟိုဒီအပြင်မှာကျွန်တော်သွားလို့ရှိရင်ကျွန်တော် offer ပဲစီးဖြစ်တာများတယ်ကျွန်တော်တကယ်ချင်းလို့ကျွန်တော်မြင်တော့တယ်အဲ့ offer အနေနဲ့အဲ့ကျွန်တော်စီးနေတဲ့ဖက်နဲ့ပဲကျွန်တော်ထည့်ရလိမ့်မယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ပြီးတော့အဲတချို့တော့အချက်လေးတော့တက်ဆိုင်မှုရှိပါတယ်အဲ့ဒါမေးပါမေးပါမလားအားကြီးနဲ့တော့ရအောင်တော့ တော်တော်အိုင်အေးပေါ့အဲ့လိုမျိုးကတော့ရှိဘူးမှာပေါ့နော်လူတိုင်းလူလူကတော့ဒီဒီဇလန်းတွေကဖြစ်ပြက်ကတော့အာရှိကြမယ်နေဆက်ကြမယ်လို့တော့ထင်ပါတယ်အာဝမ်းသာတာပေါ့ဒီကားလေးကိုဘလို့ကြည့်ပြီးတော့သူတို့တကယ်ခံစားတခုခံစားသွားရတဲ့ဇတလေးရတယ်ဆိုတော့အာကျွန်တော်တို့ဒီဖန်တီးတဲ့သူတွေအနေနဲ့ဝမ်းသာတော့ PD လေးဖြစ်တာပေါ့ဒီရတဲ့ကောင်မလေးတွေလို့တောက်တဲ့ကောင်မလေးတွေဘာပြောစမ်းလဲ အဆင်ပြေပါတယ်ဒါသူဒီဟာကြိုက်လဲအဆင်ပြေလို့ကြိုက်လဲအဆင်ပြေနှစ်ခုလုံးအဆင်ပြေတယ်ကျွန်တော်အဲ့ပါပြမမနာကိုနဲ့တူလိုက်တောက်နိုင်ရင်လည်းကောင်းတာပေါ့နော်ဒါပေမဲ့နွားနို့ဆိုတာလည်းလိုအပ်တယ်လေနွားနို့တွေဆိုတာလည်းဒါမနက်ပိုင်းမှလိုအပ်တယ်ဒီဟာကျတော့ညပိုင်းပေါ့အဲ့လိုတော့မပေါ်တာဒရိုက်တာမေးရမှာဒါသူဇလန်းဆိုတော့လေအဲဟုတ်တယ်တော့ဒီကလေးကိုလည်းဟိုတခြားသောဟိုဒီဒေါင်းလုဒ်လုပ်ပြီးတော့တရားမဝင်တဲ့အာ channel ဒီမှာမကြည့်ပါနဲ့ဟိုကျွန်တော်တို့လုပ်ထားတဲ့ အနုပညာလေးကိုအပိတော့အပြင်ကျွန်တော်မဟာ application မှာပဲဝင်ရောက်ပြီးတော့ကြည့်ရှုပေးပါဦးလို့ပြောချင်ပါတယ်။အဲအေးပေါ့ဒီ Zodan on character လေးကိုကြည့်ရှုပေးကြပါကြည့်ရှုပြီးတော့အဲတခုခံစားရတယ်တခုခုပြောချင်တာရှိရင်ကျွန်တော်ချက်ပေါက်ကနေလာပြောလို့ရပါတယ်ကျွန်တော်ဝင်ပြီးတော့ကျွန်တော်လည်းဖတ်ချက်ပါတယ်။